ိုင်းနိုင်ငံမှာမြန်မာလူမျိုးတယောက်အနေနဲ့ကိုပိုင်ဘဏ်ကဖွင့်ရှင်နေဆိုရင်တော့ဘလို့ဖွင့်လို့ရလဲဆိုတော့ပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်ပြပြမယ့်လမ်းကြောင်းတော့ဒီကျွန်တော်ဝန်ဆောင်မှုနဲ့မဟုတ်ဘဲနဲ့ကိုယ့်အကူတော့ဖွင့်လို့ရတဲ့လမ်းကြောင်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တတိထောက်ခံစာတော့မဖြစ်မနေလိုအပ်ပါတယ်ကျွန်တော်ဒီ web permit တွေရိုက်ထားတယ်ပန်းရောင်ကက်တွေရိုက်ထားတယ်ကိုယ့်ရဲ့ passport မှာဒီ web permit ထဲမှာ ထည့်ထားတဲ့တထေးနာမည်ရဲ့ထောက်ခံစာအစစ်လိုတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘန်ယုံကိုအရင်သွားလိုက်ပါသွားလိုက်တဲ့အခါမှာကိုယ့်ရဲ့ချက်လက်တွေပြပြီးတော့မှဒီကျွန်တော်ဘန်ယုံကနေပြီးတော့စရေးမားတွေကကိုကိုဒီထောက်ခံစာစာရွက်လေးပေးလာလိမ့်မယ်အဲ့ဒီစာရွက်မှာဒီတထေးရဲ့ကျွန်တော်တို့လက်မှတ်တွေပြီးတော့ဖောင်ဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးတထေးရဲ့ဒီမှတ်ပုံတင်ရဲ့မိတ်တူကျွန်တော်တို့ကူပြီးတော့ဘန်ယုံပြန်ယူသွားမယ်ဆိုရင်တော့လွယ်ကူစွာနဲ့ ဖွေလို့ရနိုင်ပါတယ်ခင်ဗျာအခုလက်ရှိမှာဖွေလို့ရတာဒီလိုမျိုးထောက်ခံစားတပ်ဖွေမယ်ဆိုရင်တော့ကျွန်တော်တို့လွယ်တာကတော့ဒီ SCB တို့ကျွန်တော်ကုန်ထိုင်းတို့ကုန်စီတို့တခြားဘဏ်တွေလွယ်ပါတယ်ကျွန်တော်ကာစီကွန်ဘဏ်ဆိုရင်တော့တော်တော်လေးအချက်လက်တွေတောင်းတာများပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အားလုံးနဲ့မြန်မာလူမျိုးအားလုံးအနေနဲ့ကိုဒီတထေးတွေရှိတယ်ဆိုရင်တော့ကျွန်တော်လွယ်ကူစွာနဲ့ဘဏ်ကတ်တွေကိုလွယ်လွယ်ကူကူနဲ့သွားပြီးတော့ဖွေလို့ရတာဖြစ်ပါတယ်ကျွန်တော်မြန်မာလူမျိုးအများစုအနေနဲ့ကတော့ကိုယ့်ရဲ့တထေးတွေနဲ့မှန်မှန်ကန်ကန်ကျွန်တော်တို့ဒီမှန်နေဖို့အတွက်ဆိုတာနည်းနည်းတော့ခဲရင်းနေဗျာဒါကြောင့်မို့လဲကျွန်တော်မြန်မာလူမျိုးတွေနဲ့ဘဏ်တပ်ဖွေတဲ့အခါမှာ အရင်တုန်းကလိုမျိုးကိုယ့်ဟာကိုယ်ဒီ passport နဲ့ဝက်ပါမင်းနဲ့ရှိရုံနဲ့ဘာမှဖွင့်ပြီးတော့ဘာအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အခုနောက်ပိုင်းမှာဆိုတာအကြားပြန်နေလူလိန်နေကိစ္စတွေနဲ့ပြီးတော့ကျွန်တော်ဒီငွေလွှဲတဲ့ကိစ္စတွေမှာခဏခဏလေငန်းထိတာတွေဒီလိုအချက်လက်တွေကနေပြီးတော့မှကျွန်တော်တို့မြန်မာလူမျိုးတွေကိုတော်ုံတန်ယုံဘာမှဖွင့်ပြီးတော့တာပေါ့နော်ခက်ခဲသွားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တတိထောက်ခံစာမဖြစ်မနေတောင်းတာဖြစ်ပါတယ်တတိထောက်ခံစာမရှိလို့ရှိရင်တော့ဘန်တွေကကိုယ့်အကူတပ်ဖွေးဖို့အတွက်လုံးဝ မရနိုင်ပါဘူးခမ။အဲ့တော့ကျွန်တော်အားလုံးအနေနဲ့အခုချိန်ကာလမျိုးမှာကို့မှာဗန်နေရှိထားတဲ့သူတွေဆိုရင်ဒါစီကန်းရှိရှိနဲ့ခြင်ထားဖို့အတွက်တကယ်လိုအပ်တာဖြစ်ပါတယ်ခမ။ကျွန်တော်ဆိုရင်တော့ဒါဗန်ကတ်တွေကိုအခုချိန်မှာဝန်ဆောင်မှုပေးနေတာဗောနော်ဝန်ဆောင်မှုပေးနေတာဆိုတော့ဗန်ကအခုချိန်မှာဆိုတခုပဲရတာတခုပဲအဲ့ဒါပါလေကုန်တိုင်းဗန်ရတယ်ပြီးတော့တခြားတော့ဗန်တွေကြာနည်းနည်းလေးခက်ခဲတယ်ဗောနော်အဲ့တော့ကုန်တိုင်းဗန်ကြာတော့ကျွန်တော်တို့ဒီမှာဝန်ဆောင်မှုပေးတာဆိုရင်တော့ပန်းရောင်ကတ်နဲ့ပတ်စပို့နဲ့ရှိယုံနဲ့လည်းဗန်ဖွင့်လို့ရတာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီရုံးမှာဆိုရင်တော့နေရာတိုင်းလည်းမရအောင်ဒီဗန်ကောင်းမျိုးမှာရှိတဲ့နေရာရမယ်ပြီးတော့ ့ချွန်ဝူလီမှာရမှာဖြစ်ပါတယ်ခင်ဗျာအဲတခြားသောဘန်တွေကြာတော့ကျွန်တော်တို့သွားပြီးတော့ ဖွေးပေးဖို့တော့ကျွန်တော်တို့အခက်အခဲတွေများစွာရှိပါတယ်အထူးအဖြစ်လူတွေအားလုံးတော့ကျွန်တော်တို့ဒီအခုလက်ရှိမှာဆိုရင်တော့ကာစီကွန်ပန်ကိုအရန်လူရှင်ကြရတယ်ဗျာအဲ့တော့ကာစီကွန်ပန်ကအခုချိန်မှာအရန်ဖွေးရတာခက်ပါတယ်သူကတောင်းတာမှတော်တော်လေးကိုတောင်းတာဒီအိမ်အိမ်ခန်းငားတဲ့ဒီကယန်စာချုပ်တွေရောပြီးတော့တတိတွေရဲ့အင်္ဂလန်တွေရောအများကြီးပဲမိကရေကဒီလိုမျိုးစာရွက်တွေအစုံတောင်းတဲ့ခါမှာအရင်တော့လိုမျိုးဖွေးရတာမလွယ်တော့ဘူးပေါ့နော်ဒါကြောင့်မို့ကာစီကွန်ပန်တွေကိုရထားတဲ့သူတွေကအရန်ကန်ကောင်းပါလေဒါပေမဲ့လည်းအခုလက်ရှိမှာကျွန်တော်တို့ဒီဝန်ဆောင်မှုပေးနေတဲ့ကုန်တိုင်းပန်ကြတော့ကျွန်တော်တို့အားလုံးအနေနဲ့ လွယ်လွယ်ကူကူနဲ့ဒါကျွန်တော်ဝန်ဆောင်မှုပေးတာလုပ်လို့ရတာဖြစ်ပါတယ်တခြားရောဗန်နေကြတော့အခုချိန်မှာအာနည်းနည်းတော့ခက်နေသေးတယ်ဗျအဲ့ဒါကြောင့်မို့အားလုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီကိုယ့်အကူတပ်ဖွေးတပ်ဖွေးလိုက်ကြည့်ပါတပ်ဖွေးလို့မရလို့အခက်ခဲဖြစ်တဲ့သူများတကယ်ဗန်လိုအပ်တဲ့သူများရှိတယ်ဆိုတော့ကျွန်တော်ကိုအသေးစိတ်စီပီမှာတိုက်ရိုက်လာရောက်မေးမြန်းနိုင်ပါတယ်အဲ့တော့အားလုံးအနေနဲ့ထိုင်းရောက်ရွှေမြန်မာများအားလုံးအနေနဲ့အလောက်ကိုင်းနေအဆင်ပြေပြီးတော့ဝင်ငွေတိုးတက်ပြီးတော့အဆအဆရရအဆင်ပြေနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ